မိုဘိုင်းလာကျရဲ့ alternate universe လို့ပြောလို့ရမယ်။ Aspera universe မှာရှိတဲ့ chapter ရဲ့အားလုံးကိုဖတ်တဲ့ကျွန်တော်တို့အတွက်တော့ဒီ animation က chapter 54ကိုအခြေတည်ထားတဲ့ animation တစ်ခုဖြစ်ပြီး universe တွေကို Angela ဆိုတဲ့ hero လေးရောက်မလာခင် Leslie ချန်ကယ်တို့ကစမ်းသပ်ခဲ့တဲ့မောင်မြင်းရဲ့စမ်းသပ်ချက်တွေကို Greenimi နဲ့ Vazana တိုက်ထုတ်နေရတာဖြစ်ပြီးတော့ Vazana ကဘလို့ဖြစ်လို့လဲတော့မသိ enemy ဘက်မှာပါနေပြီး Greenimi တယောက်ထဲတိုက်ခိုက်နေရတာဖြစ်တဲ့အတွက် Vazana ကတော့အထာကျကျထွက်လာပါတယ်။ Greenimi ကတော့နေအဲ့အရာကိုမေ့သွားပြီလား။ဘာဖြစ်လို့ငါတို့သစ္စာဖောက်တာလဲလို့ပြောနေနေတယ်ပဲ Vazana ကိုတိုက်ခိုက်နေပါတယ်။လက်ရှိတိုက်ပွဲအရေးအယာမှာကြည့်ရမယ်ဆိုရင်လည်း Vazana က ကဂရီနီမီယာထက်ကိုတော်တော်လေး strong နေတဲ့ power availability ကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ဗဇာနာကပြောရရင် controller တနည်းအားဖြင့်တော့ဗျာအောင်မြင်တဲ့စမ်းသပ်ချက်ဆက်ရုပ်တွေကို control ရလို့ဖြစ်နေတာဖြစ်တဲ့အတွက်ပြောရရင်ဂရီနီမီတာတော်တော်လေးကို power level မြင့်ပါတယ်ဒီလိုနဲ့ဗဇာနာဂရီနီဘီကိုအာနေမပြောင်းလဲသေးဘူးပဲเนาะဆိုပြီးတော့နှိမ့်တာပေါ့နှိမ့်လဲနှိမ့်နေသေးရပါလက်ရှိမှာ experiment universe အခြေတရာဖြစ်တဲ့ဂျိုကြီးကလည်းပျက်စီးလို့နီနီဖြစ်နေတဲ့အပြင်ဗဇာနာကလည်းဂရီနီမီယာထက်ကိုလုံးဝကို power level တာနေတာဖြစ်တဲ့အတွက်နေအဲ့ဒါတွေကိုမမှတ်မိဘူးလားငါတို့ရဲ့ universe ကြီးကိုကာကွယ်ကြမယ်ဆိုပြီးကတိပေးခဲ့ကြတယ်လေဆိုပြီးတော့ပြောခဲ့တဲ့အမှတ်ဉာဏ် နေဘူး။ဝီနီမီယာဗဇာနာစိမ့်ညွန့်ခံနေရတဲ့အချိန်မီပြန်ပြီးတော့အဆဖော်ရဲဆိုပေမဲ့ဗဇာနာကတော့ဗဇာနာဆိုတဲ့အတိုင်းပဲစောက်ကောင်မနင်းဘာကြီးလာပြောနေရလဲဆိုတဲ့စကားတစ်ခုနဲ့နေထုံးခေါက်ပြန်ခဲ့ပါတယ်။ Always count on enough ီလိုနဲ့ဂိတ်တကားကြီးပွင့်လာပြီးနင်တို့ aspirant နေအားလုံးအဆုံးသက်စေရမယ်ဒီနေ့ပဲအဆုံးသက်စေရမယ်ဆိုတဲ့စကားတန်နေတဲ့သူဂိတ်တကားကြီးပွင့်လာပြီးမကောင်းဆိုးပါးတကောင်ထွက်လာပါတော့တယ်အဲ့ဒီမှာဗဇာနာကိုနင်အဆုံးသက်လိုက်တော့ဆိုပြီးအမိန်ပေးလိုက်တဲ့အချိန်မှာဆိုတော့ဖြင့်ဗဇာနာနဲ့ greenie mia တို့ကစတင်တိုက်ခိုက်ကြပါတော့တယ် Next on, execute purge protocol. ကျွန်တော်တို့ကဆေးရုပ်တရုပ်ကိုမောင်းနေမယ်ဆိုရင်အဲ့ဒီဆေးရုပ်ကိုထိန်းချုပ်နိုင်မှုအတွက်အဲ့ဒီဆေးရုပ်ကတိုက်ခိုက်နိုင်မှုအတွက်အဲ့ဒီဆေးရုပ်ကပြန်တန်းနိုင်မှုအတွက် energy resource တစ်ခုလိုပြီးတော့အဲ့ဒီ energy resource ကိုတော့တို့ရဲ့ aspirant universe မှာရှိတဲ့ galaxy တွေကနေညှိယူရတာဖြစ်ပြီးအဲ့ဒီ galaxy တွေကနေပြီးတော့ proboscan red sun blue sun တို့ရဲ့ energy တွေကိုယူရတာဖြစ်တဲ့အတွက်ပြောရရင်တော်တော်လေးကိုရှားပါတယ်ဆိုတဲ့အနေထားဆိုပေမဲ့လည်းဗဇာနာပိုင်ဆိုင်ထားတာကကြတော့ proboscan ရဲ့ energy ပါပိုင်ဆိုင်ထားတယ်ဆိုတာတက်ဗဇာနာကအဲ့ဒီ probo energy တွေကို unlimited တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဗျာကြိုက်ရင်ကြိုက်တယ်လို့ထောက်နိုင်တာဖြစ်ပြီးတော့ပြောရရင် universe တစ်ခုလို ုံးကပျက်စီးသွားတဲ့စက်ရုပ်တွေကိုပြန်အသက်သွင်းမယ်ဆိုရင်တော့မှကုန်ခန်းသွားခြင်းရှိမှာမဟုတ်ပါဘူး။ဒီအရာတွေအတွက်ဗဇာနာပြန်လဲပေးဆက်လိုက်ရတာက Life Force တနည်းအားဖြင့်တော့ကိုယ့်ရဲ့သက်တမ်းဖြစ်ပြီးရော Universe တစ်ခုလုံးဝန်တာဒီလိုပြန်ပြီးတော့အသက်သွင်းမယ်ဆိုရင် DNA တစ်ခုမကြံမဲနဲ့အမုံလေးအဖြစ်ပြောက်ကွယ်သွားမယ်အနေထားမှာရှိနေတာဖြစ်တဲ့အတွက် Greenmia ဗဇာနာကို Enemy တွေဘက်မပေါင်းဖို့တားနေတာပါ။ဒါပေမဲ့ဗဇာနာကဘာကြောင့်မဲမသိ Enemy ဘက်မှာပဲနေနေတာဖြစ်ပြီးရောသူ့ရဲ့အခြေဆုံးစံငယ်ချင်းတနည်းအားဖြင့်တော့ Partner လို့ပြောလို့ရမယ် Greenmia ကိုပြန်တိုက်နေတဲ့အချိန်ဒီမှာရှိပြီးနှစ်ယောက်စလုံးကအားရစုပြီးရောဖောင်းကနေဆိုပြီးဝင်တိုက်လိုက်တဲ့အချိန်တွေ့ကြတဲ့အတိုင်းပဲ Experiment Skin Event လေး ရောက်ရှိလာပါတော့တယ် Hey guys အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်စပိုင်းပါဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်အစားတော့လုပ်ပေးဖို့အစီအစဉ်မရှိတဲ့ experiment skin event မှာ experiment skin တကောင်ရဖို့အတွက်ဘယ်လိုအထာကြကြဂုဏ်ဆိုင်ရမလဲဆိုတာကိုဗီဒီယိုလိုရင်းလို့ရှင်းနေပြပြပေးသွားမှာပါ event မှာ one draw လဲမယ်ဆိုတော့ဖြင့်50% discount ကို daily ရမှာဖြစ်ပြီးတရငါလုံးတရငါလုံးတရငါလုံးနဲ့နေ့တိုင်းနေ့တိုင်းလဲလို့ရမှာပါ dance draw ကိုတော့ diamond 1050နဲ့50% discount ရမှာဖြစ်ပြီးတော့အဲ့ဒီ50% discount က diamond 1050နဲ့တစ်ခါလဲပြီးသွားပြီဆိုတာနဲ့ပျောက်သွားမှာဖြစ်ပြီးတော့ event နဲ့မှာဆိုရင်လည်း epic ဓမ္မမောင်းရဲ့လည်း epic ထက်ကောင်းတဲ့ skin ကိုပေးမယ်ဆိုပြီး ာမခံထားတယ်ဆိုပေမဲ့ Jordan Draw နှစ်ခါတနည်းအားဖြင့်တော့20 Draw လဲ့ပြီးရင်နောက်မှာတော့တွေးကြတဲ့အတိုင်းပဲ Fasa Collector နဲ့ Alpha Lucky ဘောက်တော့ရခဲ့ပါတယ် Price Blue ထဲမှာဆိုရင်တော့ပြင် Vexana Greenimi ရဲ့ Experiment Skin တွေအပြင် Yi San Shin Fasa ရဲ့ Collector Skin တွေရောပါတယ်ပြီးတော့ Lucky ဘောက်များများနဲ့ကျွန်တော်တို့အရှိပီသား Epic Skin တွေ့တွေ့များများကိုထည့်သွင်းပေးထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က Lucky ဘောက်ပေါက်ဖို့အတွက် Chance များပါတယ်ကျွန်တော်လိုမျိုးကံမကောင်းတဲ့ကောင်တော်မှာ Harry ကိုကြော်ပြီးတော့ Lucky ဘောက်တွေပါပေါက်နေတာဖြစ်တဲ့အတွက်ဘာသာရောလေကံကောင်းခြင်းကောင်းနိုင်တယ်အဲ့ဒါကြောင့်မလို့ Dan Troll တော့စမ်းကြည့်နေနေပါတယ်ဒါပေမဲ့ ဲဒေဂျာတခုကတော့ဒီ record ကိုလုံးဝလုံးဝမနိုင်ဖို့တော့ recommend ပေးခြင်းနဲ့ဒီ record ကတော်တော်လေးဟိုမှာ diamond ကုန်မှာဖြစ်ပြီးတော့ဖောက်တဲ့လူတွေပြောပုံရဆိုရင် diamond 8000လောက်ကိုတွားရင် record ဖြစ်တဲ့အတွက်တော်တော်ကုန်ပုံများတာပါကျွန်တော်တို့ video ကို2နာရီခွဲမှစလုပ်တာ ဖြစ်တဲ့အတွက်ပြောရရင်ကျွန်တော် video တင်တဲ့အချိန်က4နာရီဒါမှမဟုတ်9နာရီလည်းဖြစ်ရင်ဖြစ်သွားနိုင်နေပေါ့ဗျာအဲ့ဒီအချိန်ကျရင်တော့ brother တို့လည်း free token မတကက်ရမလဲဆိုတာကိုသိပြီးသားကြပြီဖြစ်တဲ့အတွက် free token တွေကိုမမိတ်ဆက်ပေးတော့ပါဘူး free token free one ကတော့အခုလက်ရှိရောက်နေတဲ့အောက်တိုဘာ10ရက်နေ့2နာရီခွဲမှစတင်လာမှာဖြစ်ပြီးတော့ free token ရဲ့အရေးအတွက်ကတော့ face one မှာ တွင်16ရက်ရလိမ့်မယ် phase 2ကတော့အောက်တိုဘာ19ရက်နေ့မှာလာမှာဖြစ်ပြီးတော့ free တုံငန်းကလည်းနောက်ထပ်16ရက်ထပ်ရမှာဆိုတော့ free တုံငန်းစုစုပေါင်းက32ကပ်ပါအောက်တိုဘာ10ရက်နေ့ဒီနေ့မှာကျွန်တော်တို့က weekly bet 3ဘတ်ဒါမှမဟုတ်ရင်လည်း diamond 250ဖြည့်ပါဆိုတဲ့ recharge test ဖြည့်ဖို့အတွက် diamond 20 250မဟုတ်ရင်လည်း344လုံးလောက်ထည့်လိုက်ပါကျန်မာဖြစ်တော့ကျွန်တော်က diamond weekly bet ထည့်တဲ့လူတွေအတွက်ပဲပြောပြမှာဖြစ်တဲ့အတွက် diamond weekly bet 3ဘတ်ကိုထည့်လိုက်တဲ့အခါကျွန်တော်ရဲ့ gain account တွေကို diamond 260ကချက်ချင်းလည်းငွေရရှိလာမှာဖြစ်ပြီးတော့ diamond 250ဖြည့်ပါဆိုတဲ့ test ကပြည့်သွားမှာဖြစ်ပြီးကျွန်တော်တို့ကတုံကန်တွေ ွန်စတင်ယူလို့ရပါပြီ။ကျွန်တော် free တုံးကန်ရှင်းပြရဲ့ video တွေမှာပြောခဲ့ဘူးသလိုပဲ free တုံးကန်ဒီကိုလုံးဝလုံးဝမယူသေးနဲ့ပါအောင်အရင်ဆုံးကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ event တွေကိုသွား diamond 250ဖြည့်ပါဆိုတဲ့ test ဖြည့်ထားတဲ့တုံးကန်ဒီကိုလုံးဝမယူဘဲမြန်မာလူကြီး one draw လဲလိုက်ပါ။အဲ့လိုမျိုး one draw လဲပြီးပြီဆိုရင် free တုံးကန်ဒီကိုလုံးဝမထိနဲ့နော် free တုံးကန်ဒီကိုလုံးဝမထိပဲနဲ့ကျွန်တော်တို့က short တွေကိုသွားပြီးရင် diamond 60တဲ့ message သား skin ကိုဝယ်လိုက်အဲ့ဒီအခါကျရင်ကျွန်တော်တို့က message သား skin လဲရမယ် diamond 165လုံးလဲသုံးပြီးသားဖြစ်တော့ပါလိမ့်မယ်။အဲ့လိုမျိုးရှုပ်ချက်ခက်နေတဲ့ကိစ္စတွေကိုကြော်လာပြီးရဲ့နောက်မှာတော့ October 17ရက်နေ့နှစ်နာရီခွဲကိုရောက်လာတဲ့အခါကျွန်တော်တို့က Diamond 105လုံးနဲ့50% discount ရနေတာဖြစ်တဲ့အတွက် One Draw ထပ်လဲလိုက်လို့ရှိရင်ကျွန်တော်တို့က Diamond 250သုံးပါဆိုတဲ့ task ကို auto ပြေသွားပြီဖြစ်တဲ့အတွက် free token တွေယူပြီးလဲလိုက်လို့ရပါပြီ။ဒီတော့တွဲကြည့်လိုက်ရလို့ရှိရင်ကျွန်တော်တို့က Diamond 105လုံး105လုံးနဲ့နှစ်ကြိမ်လဲခဲ့တာဖြစ်တဲ့အတွက်နှစ်ကြိမ်ရပြီ free token ကလည်း16ကောက်ဖြစ်တာဖြစ်တဲ့အတွက်16ကြိမ်ရပြီးပါပြီ။အဲ့တော့16ရဲ့နှစ်ရဲ့ပေါင်းတော့17ကြိမ်ရပြီးပြီ။အဲနောက်တစ်ခုက Horika Front Invitors လားဒါမှမဟုတ်တငယ်ချင်းချင်းကူပေးရတဲ့ task လားဒီ task လေးမှာလည်း free token တကယ်ရအောင်မှာဖြစ်တဲ့အတွက်စုစု ပေါင် free token က19ခက်ရပြီးနေနေပါပြီဒီလိုနဲ့ပဲရက်တွေကုန်သွန်းသွားလို့ free token phase 2လာမယ်နေအော်တိုဘာ19ရက်နေ့ကိုရောက်လာတဲ့အခါကျရင်လေကျွန်တော်တို့ကအရှိရလိုပဲပြား weekly bet 3ဘက်ထည့်ရင်ထည့်မဟုတ်ရင်လေ diamond 344လုံးထည့်လိုက်ပေါ့ထည့်ပြီးသားပြီဆိုတာနဲ့ကျွန်တော်အရင်တော့ကလောက်ခဲ့တယ်လို့ပဲ diamond 105လုံးနဲ့ one draw တစ်ချိန်လှည့်လိုက်လို့လှည့်ပြီးသားလို့အော်တိုဘာ18ရက်နေ့ရောက်သွားတဲ့အချိန်ခါကျလို့ရှိရင်လေ one draw ထက်လှည့်လိုက် diamond 90ကဘယ်နာနေဘလို့300မလဲမသိဘူးဆိုရင်တော့ satellite ကတည်းကပြေးဖောက်လိုက်ကြပါ satellite ပေါက်တော့မပေါက်တာဘလို့တောက်ချောင်းများဘလို့အဓိကက diamond 250သုံးပါ ဆိုတဲ့ test ကိုဖြည့်ဖို့ပဲဖြစ်တဲ့အတွက် diamond 253 250ဖြည့်ဆိုတဲ့ test ကိုဖြည့်သားလို့ရှိရင် free token က phase 2မှာလည်း16ကက်ရမှာဖြစ်တဲ့အတွက်တရားငါးလုံးတရားငါးလုံးနဲ့လှည့်ခဲ့တာက2ကြိမ်16ကက်ကကြတော့16ကြိမ်ဖြစ်တဲ့အတွက်စုစုပေါင်း18ကြိမ်အရှိရ19ကြိမ်နဲ့ပေါင်းလိုက်မယ်ဆိုရင်တော့ဖြင့် swan မှာက19ကြိမ် phase 2မှာက18ကြိမ်ဖြစ်တဲ့အတွက်စုစုပေါင်း28ကြိမ်ဟောပါဦး38ကြိမ်ရမှာဖြစ်ပြီးတော့ပြောရရင်အဲ38ကြိမ်အတွင်းမှာပေါက်ပြီးသားစကီနီ update စကီနီပြန်ပေါင်းအောင်မှာဖြစ်တဲ့အတွက်အကြိမ်40လောက်ကရပြီးပါပြီကံကောင်းတဲ့ကောင်တွေကအကြိမ်40နဲ့ပေါက်မယ်ကံဆိုးတဲ့ကောင်တွေကတော့ န်ဒရိုဝန်ဒရိုကို daily လိုက်ရမှာဖြစ်ပြီးတော့အချိန်90လောက်သွားရမှာဖြစ်ပြီးအဲ့ဒီလိုမျိုးအချိန်90လောက်သွားရမယ်ထဲမှာကျွန်တော်ရောပါပါတယ်အဲ event က bingo event ရင်ဖြစ်နေတာဖြစ်တဲ့အတွက်ဘယ်နှချိန်မှပေါက်မှာပဲဆိုတဲ့အာမခံချက်တော့မရှိဘူးတချို့တွေကအချိန်90တင်းပေါက်မယ်တချို့တွေက40 50လောက်နဲ့ပေါက်မဲ့နေထားမှရှိရဆိုပေမဲ့ကျွန်တော်ကတော့90တင်းပတ်မှာပါပါတယ်ဘာလို့ဆိုအမြဲတမ်းပဲကန်ဆုံးနေတာဖြစ်တဲ့အတွက်90နဲ့ပေါက်မှာသိကြပါတယ်ကဲဆိုတော့ကကျွန်တော်ရဲ့ဒီနေ့ video ကတော့ဒီလောက်ပါပဲလောလောဆယ်ကဒီ video လောက်ဖို့အစီအစဉ်မရှိပဲနေ့လယ်2နာရီခွဲရနေပြီးတော့4နာရီဆိုတဲ့အချိန်အနည်းငယ်အတွင်းမှာလောက်လိုက် ရတာဖြစ်တဲ့အတွက်ဗီဒီယိုအတတေးနဲ့အသံ quality ကတော့သိပ်ကောင်းမယ်မထင်ဘူး။ဒလော့ဆယ်ကတန်ဒရိုတန်ဒရိုတိုင်းကို Fasa Collector ရမယ်ဆိုပြီးတော့တည်နေထွက်နေတာဖြစ်တဲ့အတွက်ဘာသာရုံးနေနဲ့ weekly ပတ်တစ်ပတ်လောက်ထည့်ပြီးတော့ free ရတဲ့ free တောင်းငန်းတကဲနဲ့ဒီတန်ဒရိုလဲဖို့အတွက်စဉ်းစားကြည့်စီခြင်းပါတယ်။ဒီဆိုတော့ကကျွန်တော်ရဲ့ဒီဗီဒီယိုတော့လောက်ပါပဲ။ကျွန်တော် Telegram DM မှာနေ့တိုင်း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 နားပူနေကြရတဲ့လူတွေအတွက်လည်းခုံးစင်းဒီဗီဒီယိုလေးကိုတင်ပေးလိုက်တဲ့အတွက်ကျေနပ်ကြမယ်လို့တော့ယူဆရပါတယ်။ကဲဆိုတော့ကနောက်နေ့ကျရင်လည်းဒီထက်ကောင်းမွန်တဲ့ဗီဒီယိုအသစ်တင်တဲ့သူပြန်လာခဲ့ပါမယ်။ကျွန်တော် Mouse Mike မှာအားလုံးပဲပြီးခင်ကြပါစေ။ဖက်ဖက် 马克米亚。